အလုံးပဲမြင်လာပါကျွန်တော်တို့ဒီတခါတော့ Iran Israel ချိုင်းနောက်ဆုံးတရင်းကိုတည်ဆတ်ဆွေးနွေးတော့မှာဖြစ်ပါတယ်အဓိက US ကအဲ့ဒီ Iran ရဲ့တိုက်ခိုက်ပွဲမှာပေါ့ပါဝင်ပြီးမှဂုဏ်ယူပေးခဲ့တဲ့ဆိုမှတရင်းတွေထွက်လာတယ်ဒီကြောင့်ဒီကိုပတ်သက်ပြီးမှကျွန်တော်တို့တည်ဆတ်ဆွေးနွေးတော့မှာဖြစ်တယ်ပေါ့နော်ပြီးတော့နောက်တစ်ခုကအိန္ဒိယအိန္ဒိယကလီယင်ပိုကချာလီယင်ပိုကို crash ပြီးမှ အသက်ရှင်တဲ့လူတယောက်ကရောဘာလို့ပြောခဲ့လဲဆိုတော့ကျွန်တော်တို့ကြည့်ရမယ်ကျွန်တော်တို့ကြည့်အောင်ပါဗောနော်ပထမဦးဆုံးကျွန်တော်တို့ဒီအီရန်ရဲ့ဣစရဲလ်ကြားကနောက်ဆုံးအပ်ဒိတ်ကြည့်ရအောင်ရုရှားဖက်ကတော့လည်းကျင်းညာလာတာခုရှိတယ်ရုရှားရဲ့ဘူဂျီတယောက်ကတော့တာတရကဘာဆက်ဆနေပြီးတော့ပြောလာတယ်ဗိုလ်ရာတို့ရေဗိုလ်ရာတို့ဘလူးတင်လဲတကယ်ပဲတာတရကဘာစကြီးကအစတော့အမှလာတကယ်ပဲပိုက်ပွဲကြီးကဒီထက်မကဒီမှာမှုရှိပြီးမှ တကဘာလုံးစစ်ပွဲကြီးကဖြစ်နိုင်ခြင်းတကယ်ပဲရှိမှာလားเนาะဒါကရုရှားရဲ့ဝန်ကြီးရုရှားရဲ့မူမူချုပ်ရှိကပေါ့ပြောထားတာရှိတယ်ဒါဆိုတော့ပထမအဆုံးအမေရိကရဲ့ကုန်ကြီးစစ်စင်မှုကိုကြည့်ကြည့်အောင်မနေ့တနေ့ကဒီနေ့ထိပေါ့နော်ဒီနေ့ထိဣသရေလနဲ့အီရန်ချာဒုံးကျင်နေပြီကမှုရှိတယ်ဒါပေမဲ့အဲ့ဒီအီရန်ကပစ်နေတဲ့ ဒုံးကျည်တွေကအမေရိကရဲ့လက်သက်တော်တော်များများကအကုန်လုံးကိုထက်ဖောက်ပြီးမှအတားဆီးနိုင်ခဲ့လို့ပြောကြတယ်ပေါ့နော်။ဒါတော့အဲ့မှာအမေရိကရဲ့မေပီနချေဆိုင်ဖြစ်နေတဲ့ Patriot Missile System တုံးနေကြတယ်။ပြီးတော့အခုရန်လက်ဟာခက်ဆားနေတဲ့ terminal high altitude area defense located at tart bono t h a d d tart tart ga အဲ့ဒီလေကြောင်းကောက်ကိုရေးက missile ကိုပစ်ချပလိုက်တယ် ပြီးတော့ USS Thomas Hunter လို့ခေါ်နေတဲ့ဖြတ်တင်ဘောပေါ့တော့အဲ့ဒါတွေကိုအတုံးပြုပြီးမှအီရန်ရဲ့ဒုံးကျည်အများစုကိုဖြတ်တောက်နိုင်ခဲ့တယ်ဆိုမှတော့သတင်းမီဒီယာတွေကလည်းရေးလာကြတယ်ပြောလာကြတယ်ပေါ့တော့ဆိုတော့မေတီပီလီရှိအမေရိကန်ရတက်ကလည်းအဲ့ဒီဒုံးကျည်များကိုပစ်ချပိုက်ဒီအမေရိကရဲ့တပ်သားတွေကပေါ့ဒီမေထေပီလီဒီမေထေပီလီရှိအမေရိကတပ်သားတွေကအဲ့ဒီဒုံးကျည်ကိုလာတော့ကပြစ်ချပိုက်တယ် ဆိုအီရန်ကဒီမှာကွာအီရန်ကပစ်နေမယ်ဆိုတော့အီရန်ကအီရတ်ကိုဂျိုပြီးမှအစ္စရေလ်ကိုပစ်ခဲ့တာအီရန်ကဂျော်ဒန်ကိုဂျိုပြီးမှအစ္စရေလ်ကိုပစ်ခဲ့တာကွာဆိုအီရန်နဲ့အစ္စရေလ်ကြားမှာအီရတ်နဲ့ဂျော်ဒန်ရှိလို့ပြောပြောရမှာပေါ့နော်ဒါကိုချတာဆိုအဲ့ဒီကြားထဲမှာအဒီအီရတ်ကြားတော့ဂျော်ဒန်ကြားတော့မှာ US ရဲ့တပ်စခန်းတွေအများကြီးရှိခဲ့တာကိုဆိုအီရန်ကလည်းပစ်တဲ့ခါကြတော့ ဟိုအီရက်ရောက်အီရက်နားရောက်အီရက်ကျော်သွားပြီပေါ့နော်ဂျော်ဒန်ကျော်သွားပြီဆိုတော့ US ရဲ့ဒီမေချေပီလေရှိနေတဲ့တပ်သားတွေကအဲ့ဒီဒုံးကျည်တွေကိုထပ်တော့ပြေးလာပြီးချပစ်ချပလိုက်တာပေါ့ဆိုတော့အခုကအမေရိကရဲ့တိုက်လေရင်များသူရဲ့စစ်တင်ဘောချမ်းစစ်တင်ဘောချီမြောက်ကိုအဲ့ဒီဒေတာတွေမှာအရေးပေါ်ထူးချက်လာတယ်ဘာဖြစ်လို့လဲဆိုတော့အမေရိကကလည်းပြောနေတယ်ကျွန်တော်တို့ရဲ့ interest ကိုမထိကြနဲ့ကျွန်တော်တို့ရဲ့ base ကိုမထိကြနဲ့ဆိုပြီးမှလည်း ဝါနင်းပေးလာတယ်ပေါ့ပြီးတော့အီရန်ကလည်းအမေရိကကိုချင်းချောက်လာတယ်ဘာဖြစ်လို့လဲဆိုတော့ဒီဒုံးကျည်တော်တော်များများကိုပစ်ချတဲ့လက်နက်တွေကအမေရိကရဲ့အစ်စလက်နက်ဂရိယာတွေဖြစ်နေတယ်ဆိုတော့အဲ့ဒီကိစ္စအတွက်အမေရိကကတာဝန်ယူမှုတာဝန်ခံမှုလို့ပဲဆိုမှအီရန်ကချင်းချောက်လာတယ်အဲ့ဒါကြောင့်လည်းအခုအမေရိကကသူ့ရဲ့တိုက်လေရင်တွေသူ့ရဲ့အစ်စတင်ဘိုးရင်းကလည်းအရေးပေါ်ထူချစ်လာတယ်တော်တော်သမရာထရမ်ကလည်းအမျိုးသားလူချုပ်ရေးကောင်ဆယ်ပေါ့နော် ်အမျိုးသားလုံးခြုံရဲခေါ်ဆိုအရေးပိုစီဝေလောက်ဖို့လုပ်လာတယ်အီရန်ရဲ့ပုံမှာနောက်ထပ်ဆွေးနွေးမှုအရေးဆွေးအရေးပိုဘယ်လိုပြောမလဲအရေးယူမှုပေါ့နော်ဆွေးနွေးမှုတွေကိုလည်းလုပ်လာတယ်ပေါ့ထရမ့်ကတော့ဘယ်လိုပြောခဲ့လဲဆိုတော့ကျွန်တော်တို့ကအီရန်ကိုအခွင့်အရေးတွေပေးလာတယ်ပေါ့ဒီအခွင့်အရေးကိုခင်ဗျားတို့မယူဘူးဆိုရင်တော့ဒီထက်ကြမ်းတမ်းပြီးရဆက်လာတဲ့နော်တိုက်ခိုက်မှုတွေခင်ဗျားတို့ခံလို့မှာနော်ဆွေးမ၆ကပြောလာတယ် ထရမ့်ကတော့ဒီထက်ကြမ်းတမ်းတဲ့ရစ်ဆက်မှုတွေခင်ဗျားတို့ခံမှာတော့ဆိုမှထရမ့်ကအီရန်ကိုပြောလာတယ်ပေါ့အခုနောက်ဆက်တွဲကဘာဖြစ်သွားလဲဆိုတော့ယင်နန်ဈေးကဈေးရခိုင်တို့တက်လာတယ်ကမ္ဘာဈေးကွက်မှာလှုပ်ခတ်လာတယ်ယင်နန်ဈေးကကူကူလာတမကနဲ့ G7 နိုင်ငံတွေကလည်းအရေးပေါ်အစည်းအဝေးတွေကိုယူပြီးမှဆွေးနွေးနေကြအဖြေတော့မရသေးဘူးပေါ့ဟာရှိအလေးပိုင်းမှာဒီမှာမှုကဒီလိုသာဖြစ်နေမယ်ဆိုတော့ဘူးဘူးစူးဝလာနေစူးဝလာနေချေရှိရဆိုမှ စုယမှုတွေကလည်းမင်းတက်လာတယ်ပေါ့ဒါကတော့အခုလက်ရှိအခြေအနေဖြစ်ပါတနည်းအားဖြင့်ပြောရမယ်ဆိုတော့ US ဖက်ကကိုငီပြီးမှအဲ့ဒီ rocket တွေကိုဒုံးကျည်တွေဖြတ်ထောက်ပြီးပစ်ချပလိုက်တာဒုတိယတစ်ခုကပါလဲဆိုတော့ Russia Russia ရဲ့သတိပေးချက်ပေါ့နော် Russia ဘူကြီး Russia ဘူချုပ်ကြီးပေါ့ Russia ရဲ့ဘူချုပ်ကြီး Adrian Movich ပေါ့နော် Adrian Movich ကဘယ်လိုပြောခဲ့လဲဆိုတော့ တာတရကဘာစစတင်နေပြီဟုဆိုမတော်အချင်းရခဲ့လာတယ်။သူကိုယ်ရင်တော့ဒါရုရှားရဲ့ဘူချုပ်ကြီးတယောက်ကတာတရကဘာစစတင်နေပြီပေါ့။ဒါသူ့ရဲ့ Telegram မှာနော်ရေးလာတယ်။ဆိုတော့ရုရှားအနေဖြစ်ပေါ့ကျွန်တော်တို့တက်သားတက်သားပေါ့နော်။နောက်ထပ်တက်သားလူအပ်တယ်အရေးပေါ်လူအပ်တယ်ဆိုမှစုဆောင်းတင်တယ်ဆိုမှ ပြောလာတယ်။စုဆောင်းဖို့လေလူအပ်တယ်ဆိုပြောလာတယ်။ဆိုတော့အခုအဲ့ဒီ Israel နဲ့ Iran ပေါ်တိုက်ခိုက်မှုပေါ်မှာ နိုင်ငံတကာစစ်ပွဲကြီးကိုဥတီနေတယ်ဆိုပြမတော့သူကတော့ပြောတယ်ပေါ့ဟောအစ္စရေလကအီရန်ကိုတိုက်တယ်အီရန်ကအစ္စရေလကိုတိုက်နေတယ်ဒါကအရှိလေးပိုင်းမှာလည်းမတည်ငြိမ်မှုတွေဖြစ်လာစေတယ်ဒါတော့မကဘူးနိုင်ငံနိုင်ငံတကာစစ်ပွဲကြီးကိုဥတီနေတယ်ဆိုပြောလာတယ်ဆိုအဲ့ဒီရုရှားရဲ့ဘူချိုကြီးရဲ့အရေးအနှုန်းတွေကို US ဘက်ကလည်းစူးရင်လာတယ် NATO ဘက်ကလည်းစူးရင်လာတယ်ဘာဖြစ်လို့လဲဆိုတော့ US နဲ့ NATO ဘက်ကလည်းမှတ်ချက်တွေပေးလာတယ်ပေါ့အခုလိုမျိုးရုရှားကအချိန်ကြီးချက်ကို စူရင်ပူပောင်မှုကောင်းနေတယ်ဆိုမှ US နဲ့ UK ရင်ဖက်က Oh sorry NATO ဖက်က US နဲ့ NATO ဖက်ကခုလိုမှတ်ချက်ပေးလာတယ်ကျွန်တော်တို့နီးကဆော့ဆော့ကြည့်တယ်ဆိုပြောလာတယ်နော်ရုရှားရဲ့ဘူဘူချုံမူကြီးကိုယ်တိုင်ကအဲ့လိုမျိုးပြောသွားခဲ့တာကွာဆိုတော့ဒါဒါကတာမန်လူမဟုတ်ဘူးလေနော်ဘူချုံကြီးဆိုတာတာမန်ဘူချုံမူကြီးမဟုတ်ဘူးရုရှားရဲ့ဘူချုံကြီးပေါ့ရုရှားရဲ့ဘူချုံကြီးကတာမန်လူမဟုတ်ဘူးလေအဲ့လိုမျိုးဘူချုံကြီးတယောက်က ေးနော်တားရရကဘာစစ်ပစ်တော့မဆတင်တော့မယ်အဲ့လိုပြောတဲ့ခါကျတော့ US ဘက်က NATO ဘက်ကလည်းအဲ့လိုမျိုးစူးယင်မှုတွေရှိလာတယ်ပေါ့ဆိုတော့အခုကခုလာသမကလည်းအရေးပေါ်ကြီးခိုးယူနေတယ်ပြင်ဆင်မှုတွေလုပ်နေတယ်ပေါ့ဒီကိစ္စလေးကိုကျွန်တော်ပြချင်တာတစ်ခုရှိတယ်အာ June 11တုန်းကပေါ့အမှန်ဆိုတော့ Israel က Iran ကိုတိုက်ခိုက်တာက June 3 June လ3ရက်နေ့ပေါ့နော်3ရက်နေ့မနေ့ပိုင်းကနေတိုက်တယ်ညပိုင်းကနေ့ ရန်ကပြန်တိုက်ခိုက်တယ်ပေါ့ဂျူလာ၁၇ရက်နေ့ကဒိုနယ်ထရမ့်ကိုနယူးယောက်တိုင်းကအင်တာဗျူးလုပ်ထားတာရှိတယ်အဲ့ဒီကလေးကလည်းဒိုနယ်ထရမ့်ကမပြောခဲ့လို့ဆိုကြည့်ကြည့်အောင်ကျွန်တော်ဗီဒီယိုပြမယ်ပေါ့နော်တစ်ချက်လောက်အာကျွန်တော် screen share လုပ်ပြီးမှပြမယ်ပေါ့ဆိုတော့ပရိသတ်တို့ကကျွန်တော်ရဲ့ဗီဒီယိုလေးတွေကိုသဘောကျမိလို့ဆိုရင်တော့ကျွန်တော်ရောကျွန်တော်ရဲ့ YouTube လေးကို subscribe လုပ်ပေးချင်အားပေးလို့ရပါတယ်ပေါ့နော်ကျွန်တော်ကပုံမှန်သွားဖြစ်တော့ အခုလိုမျိုးနိုင်ငံတကာနဲ့ပတ်သက်ပြီးမှအချိန်နဲ့တပြီးငီပေါ့နော်လောဝကိုချက်ချင်းတင်နေအောင်ကျူးစားနေတဲ့လူငယ်တယောက်ပါပေါ့နော်ဆိုအားပေးခြင်းနဲ့ဆိုတော့ YouTube မှာ subscribe လုပ်ပေးချင်အားပေးလို့ရပါတယ်ကဲဒါကလွန်ခဲ့တဲ့ဇူလိုင်လ17ရက်နေ့ကဒွန်ဒထော့ကပြောထားတဲ့ကိစ္စကြီးကြီးအောင် big topics especially when you have generals and admirals do you think you're going to be able to stop iran from enriching its i don't know i i did think so mm. and I'm I'm getting more and more less confident about it. They so to... you got beyond the mayor of Iran ko nuclear len na lo khun ta nai bom la su ma pyo ni de Trump ka ro chun wa sa ka ro ta nai ma lo myo de de da mae akhu naw pai ka yung chi mu ne la de yung chi mu ni la de bo yung chi mu ka ma shi do bo ka tani ya pyo pyo ya ma so no to be delaying and i think that's a shame but they i'm i'm less confident now than i would have been a couple of months ago mm so လွန်ခဲ့တဲ့တလနလနဲ့နိုင်ရှင်ကြည့်မယ်ဆိုရင်အခုကကျွန်တော်မှာ confident မရှိတော့ယုံကြည်မှုမရှိတော့ဘူး။ဘာဖြစ်လို့လဲဆိုတော့ Iran ကစစ်ပြောင်းသွားပြီပေါ့။တခုခုဖြစ်တယ်ဆိုပြောလာတယ်။ Something happened to them. But I am much less confident of a deal being made. I would have said a deal would be made. Something happened to them, like no, I don't know. Maybe I'm wrong. Maybe like I really, China you know, I have instincts out? about things. You think China talked them out? No, I don't think China has anything to do with it. I just think maybe that. They- maybe they don't want to make a deal what can i say but ဆိုတော့ trump ကတော့ပြောနေတယ်ပေါ့နော် iran ကတော့ deal မလုပ်ချင်ဘူးပေါ့ deal မလုပ်ချင်ဘူးနဲ့တူပါဆိုမှပြောလာတယ်ဒါက july လ17ရက်နေ့ကနေနော် trump ကပြောခဲ့တယ်နော်ဒါပေမဲ့တိုက်ပွဲကပြချင်းလို့ဖြစ်တာလေ july 17ရက်နေ့ကဖြစ်တာ not july june လ17ရက်နေ့ june deal လ17ရက်နေ့ကနေ trump ကတော့ iran ကညှိနှိုင်းဆွေးနွေးမှုစိတ်မဝင်စားတော့ဘူးသူတို့တစ်ခုခုဖြစ်နေတယ် something wrong ဖြစ်နေတယ် something happen ဖြစ်နေတယ် အာသတင်းစာမကတော့ဒါဆိုလို့တရုတ်ကြီးကသူတို့ကနားဖောက်တာလားပေါ့တရုတ်ကြီးကတော့ပြီးမှနိုင်ငံရေးကစားကုန်တွေလောက်တာလားပေါ့မဟုတ်ပါဘူးတဲ့အထုပ်ကတော့ဒါပေမဲ့ maybe ပေါ့သူတို့မလို့ချင်တဲ့ဒီ deal ကစားမလို့ချင်တဲ့ပုံနဲ့ပေါ်ပါလို့ပြောလာတယ်ပေါ့ maybe they do so what is that there's nothing file what happens then uh well if they don't make a deal they're not going to have a nuclear weapon right if they do make a deal they're not going to have a nuclear weapon too you know but they're not going to have a nuclear weapon. So it's not going to matter from that standpoint. But it would be nicer to do it without warfare, without people dying. Uh, သူတို့ကတဘောတူတာပဲဖြစ်ဖြစ်မတူတာပဲဖြစ်ဖြစ်လုံးဝကိုနျူကလ িয়ার လက်နက်တွေကိုပိုင်ဆိုင်ခွင့်ပေးမှာမဟုတ်ဘူးဆိုမှ Trump ကပြောနေတယ်။ဆိုတော့အဲ့ဒီတိုက်ပွဲဖြစ်မဲ့အစားပေါ်တော့လူရင်းတင်မဲ့အစားအီရန်ကဒီလ်လုပ်တင်တဲ့ဆိုမှ Trump ကတော့အကြံပေးတဲ့သဘောပါ။ he has so much nicer to do it. But I don't think I see the same level of enthusiasm for them to make it. Mm. ဒီရမ်ပက်ကစိတ်အားထက်သန်မှုမရှိတော့မတွေ့တော့ဘူးဆိုမှထပ်ကတော့ပြောလာတယ်ပေါ့။အရင်တုန်းကလိုမျိုးဆိုတော့အီရန်ကတနည်းအားဖြင့်ပြောရရင်ဆောက်ခယူမဆိုင်တော့ဘူးကွာ။မင်းတို့ကြိုက်တယ်လို့လောက်ငါတို့လည်းပြန်ချမယ်ဆိုတဲ့သဘောပါ။အဲ့ဒါကြောင့်အီရန်ကစီရေးရပေါ့တော့။စီရေးတိုက်ခိုက်တဲ့လမ်းကိုပဲရွေးချယ်ခဲ့တာ again, if I think they would make a mistake, but we'll see. I guess time will tell. Uh, I'm, 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 I'm Russia as well. I mean, what what cards do you have really? To all right, guys, no. တနည်းအားဖြင့်ပြောရမယ်ဆိုတော့ Trump ကတော့သူတို့အမကြီးနှုတ်နိုင်ချက်ရှိတယ်ဆိုပြောထားတယ်။ဘာကြောင့် Iran ကအခုလိုမျိုးပေါ်တော့ nuclear လက်နက်ပိုင်ဆိုင်ခွင့်မရှိရလဲဆိုတော့သူကအစကတည်းကနဲ့ MPT လို့ခေါ်နေတဲ့ MPT ပေါ့နော်ကျွန်တော်မမှားဘူးဆို MPT လို့ခေါ်တယ် MP MP3 မှာ Iran က sign to be တဖြစ်နေတယ်။တနည်းအားဖြင့်ပြောရမယ်ဆိုတော့သူက nuclear လက်နက်တွေကိုမလုပ်ဘူး။ nuclear လက်နက်တွေကိုတီထွင်မှာမဟုတ်ဘူးဆိုပြီးမှဟောအရင်ကလေးကနဲ့ MP3 sign to be တဖြစ်နေတယ် Iran က။အဲ့လိုမျိုး sign to ရတဲ့အနေအခုကနော် nuclear လက်နက်တွေကိုတိတ်တိတ်လေးနဲ့လုပ်ဖို့ဂျူးစားနေတယ်။ အဓိကဣသရေလနဲ့အီရန်ရဲ့တိုက်ပွဲကြားကဘာကြောင့်လဲသိလားပေါ့တော့သိမှာပါအားလုံးသိပြီးသားဖြစ်မှာပါနျူကလ িয়ার ကိစ္စကြောင့်ပါအီရန်ကလည်း NPT ဆိုင်းထူထားတယ်ဆူလူရဲ့တဘောကအီရန်ကဘီရောမှနျူကလ িয়ার လက်နက်တွေကိုထုတ်လုပ်မှာမဟုတ်ဘူးမဟုတ်ဘူးဆိုပြီးမှဆိုင်းထူထားတယ်ဒါပေမဲ့ဆိုင်းထူထားတဲ့ညလေးပဲသူကယူရေးနီယမ်လုတ်လာတယ်နော်ဒီနျူကလ িয়ার လက်နက်တွေလုတ်ဖို့လုတ်လာတယ်အီရန်ကတော့ကျွန်တော်တို့နျူကလ িয়ার လက်နက်တွေလုတ်မှာမဟုတ်ပါဘူးပေါ့နော်ဒါက energy plant ပေါ့နော်ကျွန်တော် electric တွင် generator တွေမှာအတော့ချမှာပါဆူမှာပြောတော့ပြောရဲဒါမဲ့သူက nuclear လက်နက်တွေကိုထုတ်လုပ်ဖို့ရန်အတွက် uranium အထိသူရောက်လာတယ်အခုနောင်လာမဲ့တနှစ် or 6လမှာ iran က nuclear လက်နက်ကြီးကိုဖန်တီးနိုင်တဲ့အစွမ်းတွေရှိလာမှာအဲ့ဒါကို US ကမကြိုက်ဘူး Israel ကလည်းမကြိုက်ဘူးဘာဖြစ်လို့လဲဆိုတော့သူကအစကတည်းက MPT nuclear လက်နက်မလုပ်ဘူးဆိုတဲ့ဟာကိုတဘောတူညီချက်ဆိုင်ထူးထားတဲ့နိုင်ငံတစ်ခုဖြစ်နေတော့ ဲ့ဒါကြောင့်အခုကစပြီးပြင်တာတက်လာတယ်။ Trump ကလည်းပြောတယ်မင်းတို့အဒီနျူကလ িয়ার အရေးမှာကျွန်တော်တို့ဆွေးနွေးမယ်။တဘောတူတာပဲဖြစ်ဖြစ်တဘောမတူတာပဲဖြစ်ဖြစ်ခင်ဗျားတို့ဘယ်လိုနီးနေမှာနျူကလ িয়ার လက်နက်တွေကိုရှီခွန်ပေးမှာမဟုတ်ဘူးဆွေးမ Trump ကတော့ပြောနေတယ်။အဲဒါကခုန11ဒုံကပြောထားတာနော်။အခုကတိုက်ပွဲဖြစ်သွားပြီ။ဖြစ်သွားတဲ့ခါကျတော့ Trump ကသူ့ရဲ့ social media truth မှာဘယ်လိုပြန်ရင်းရေးခဲ့လဲဆိုတော့ Iran ကပေါ့နော်။ Guess မင်းတို့ကြည့်ပါဦးနဲ့။ မင်းတို့ရဲ့အနေထားကမမှန်တော့ဘူးဒါကြောင့်စပွေးပုံမှာလာပါစပွေးပုံမှာလာပြီးမှဒီနျူကလ িয়ার ရေတွေကိုဆွေးနွေးကြည့်အောင်ပါအစမ6ကပြန်ခေါ်သေးတယ်ပြန်နှုတ်ဆိုသေးတယ်ပေါ့ဒါမှမဟုတ်ဘူးတော့ဒီချက်မကပူမူချမ်းတမ်းတဲ့ရစ်ဆက်မှုတွေနော်ပူမူကြောက်စရာကောင်းတဲ့တိုက်ခိုက်မှုတွေခင်ဗျားတို့ခံရလိမ့်မယ်အစမ6ကပြိုသေးတယ်နော်ဆိုတော့ကျွန်တော်တို့ကအချင်းကြီးကိုကြည့်နေမယ်ဆိုတော့ခုနကထရမ့်ပြောတဲ့အတိုင်းပါပဲပေါ့နော်ထရမ့်ပြောတဲ့အတိုင်းပါပဲအီရန်ကအဲ့ဒီ deal ကိုမကြိုက်တော့တာ နော်အဲ့ဒီ deal ကိုမကြိုက်တော့တခါကျတော့တဘောတူငီချက်ကိုမဆွေးနွေးချင်မဆွေးနွေးချင်တော့တခါကျတော့အခုလိုမျိုးဣသရေလကချသွားတာပေါ့နော်နောက်တစ်ခုကျွန်တော်ပြချင်တာရှိသေးတယ်ဒါကဣသရေလနဲ့အီရန်ရဲ့ရေးကတော့ဒီလောက်ပဲအိန္ဒိယရဲ့လေရင်ပြချပြီးတဲ့နောက်ပိုင်းမှာအဲ့ဒီလူတယောက်ပဲတက်ရှင်တယ်လို့ကျွန်တော်ပြောထားတယ်နော်အဲ့လိုလူတယောက်ကတချို့လူတွေကပြောကြတယ်။အော်၊ तू ကလေရင်မချခင်မှာပါလေ။ဒီ exist ပေါ့နော်။အရေးပေါ်တကားကို အရေးပေါ်တကားနဲ့ခုံချရတယ်လို့ပြောကြတယ်ပေါ့နော်အဲ့ဒါကြောင့်သူလွတ်သွားတာ तू မခုံချဘူး तू လုံးဝမခုံချဘူး तू ကိုယ်တိုင်ဘယ်လိုပြောခဲ့လဲဆိုကျွန်တော်ကြည့်ကြည့်ရအောင်တစ်ချက်လောက်နော်ကျွန်တော်ဗီဒီယိုလေးကို sharing လုပ်မယ် तू ဘယ်လိုဘယ်လိုနီးနေအဲ့ဒီလေရင်ရဲ့နော်ပြက်မှုကလွတ်သွားတာလဲဆိုတော့ကျွန်တော်ဆွေးနွေးကြည့်ရအောင်ပါဟောကျွန်တော်တို့ရဲ့ဗီဒီယိုလေးကိုသဘောကျလဲဆိုတော့ YouTube မှာ subscribe လုပ်ပေးဖို့မမေ့ပါနဲ့နော်ဘောရတို့ကဲကျွန်တော်ကြည့်ကြည့်ရအောင် ကဲဘလူးပုံစံနဲ့သူလွတ်လာတယ်ကြည့်ကြအောင်နော် The situation yesterday, can you describe for us, please? I can't explain. Everything happened in my eye. I can't. How did you manage to escape? သူကပြောနေတယ်ပေါ့နော်ဘလူးဖစ်တာလည်းရှင်းပြပါကျွန်တော်ပစိကံနဲ့စကလုံးကလည်းရှင်းပြလို့မရဘူးအာအားလုံးကရုပ်ချစ်ကြီးဖြစ်တယ်ပေါ့နော်ဆိုတော့ဒါဆိုတော့ဘလူးလွတ်တာလည်းပေါ့အဲ့ဒါမေးတယ် Did you call the emergency? No, no. ဆိုတော့သူကပြောနေတယ် emergency door ကိုတကားဖွင့်ပြီးမှခုန်ချသွားတာဆိုတာမင်းနေတယ်မဟုတ်ဘူးမဟုတ်ဘူးတဲ့ emergency door is broken my seat is broken then i see the pace little bit then i will try to come out as door ဘာဘာပဲလဲဆိုတော့အဲ့ဒီလေရင်ကိုချပြီးတဲ့နောက်ပိုင်းမှာအဲ့ဒီ emergency door ကဟို broken ဖြစ်သွားတာပေါ့ကွာသူ့ရဲ့ဖိုင်ခုံးနေရ broken ဖြစ်သွားတယ်အဲ့မှာအပေါက်တည်တည်လေးတွေ့တယ်ပေါ့နော်အဲ့ဒီအပေါက်အပေါက်တည်တည်လေးကလည်းသူကထွက်သွားတာ ဆိုတော့ emergency dog ကိုပို့ပြီးမှသူကခုံချတာမဟုတ်ဘူးနော် online ပေါ်မှာပြုတ်နေကြတယ်။အော်ဒီကောင်ကခုံချသွားလို့သူကလွတ်သွားတာပါပေါ့နော်။ရှောက်ရှောက်ပွားနေတယ်။ online ပေါ်ကသတင်းတော်တော်များများကလေဂျင်းတွေရမ်းများတယ်ဆိုတော့သတိသတိထားကြပါ။သူတို့ကိုယ်တိုင်ကဘာလို့ပြောခဲ့တယ်ဆိုတော့အရင်ဆုံးနားထောင်ကြည့်ပါအောင်ပေါ့နော်။ That's right. Did the aircraft catch fire before you uh... Yes. Little bit fire after me I'm out then blast. ဆိုတော့ အဲ့ဒီလေယာဉ်က crash လုပ်တယ်ယူကြတယ်အဲ့ဒီမှာနင်းနေတော့မီးလောင်တယ်ပေါ့နော်အဲ့ဒီမီးလောင်ပြီးတော့ပိုင်းမှာဘုံပေါက်ကွေးသွားတာအကုန်လုံးကွေးသွားတာပေါ့ so uh, uh did anybody help you or you uh, after that you came out on your own how did you jump from the မင်းကကတော့လေယူနေတယ်တဆုံတယောက်ကမင်းကိုဂုံကြီးတာလားတဲ့ဘယ်လိုလုပ်ပြီးခုန်ချသွားတာလဲဒီလေယာဉ်ပေါ်ကလေကိုတော့အဲ့ဒီတရင်ဆရာမကလေတော်လေးတုံးလာပြီတော့ ဘယ်သူကကုန်ကြီးသွားတာလဲပေါ့ဘယ်သူအရင်လေရင်ပေါ်ကနေကုန်ချသွားတာလဲပေါ့စဉ်းစားကြည့်မော်တာတို့ရေကောသူသူမေခွန်းကလောဝါကဘာသာဂျာနလစ်တရားအနေနဲ့ဘယ်လိုလုပ်ပြီးမေးသွားတာလဲ I'm not jumping I just walk out and then ambulance coming in ဟဲ့တော့သူပြောတာကျွန်တော်မကုန်ချဘူးတဲ့အလေရင်ကကြပြီးသားကွာအလေရင်ကကြပြီးသားသူမကုန်ချဘူးတကားကိုအပေါက်လေးတွေ့နေတယ် broken ဖြစ်နေတယ်ဘုရားကလည်းဖြစ်စီသွားပြီကွာအဲ့မှာသူကဟော ူဆွမ်းသူ့နီးဟာနဲ့ထွက်သွားတာ walking လို့လမ်းလျှောက်သွားတာ emergency သွားတာ out on the building or no no in front yes အဲသူကပြောနေလေရင်ကလေရင်ကအဲ့ဒီအဆောက်အုံပေါ့နော်ဆေးချောင်းသားတွေရဲ့ဆောက်အုံကိုသွားတိုက်တာကိုဆိုတော့လေရင်ရဲ့အနောက်ပိုင်းကဟိုအဆောက်အုံပေါ်မှာကျန်သွားတာပေါ့နော်သူကျနေလေရင်က on the ground မှာ on the floor မှာ on the ground မှာ ground မှာသွားကျသွားတာ ဆိုတော့ဒီတယောက်ကတော့ ground မှာသွားကြတော့ဆိုတော့ legion ကနှချမ်းကွေးသွားတာပေါ့ကွာတနည်းအားဖြင့်ပြောရမယ်ဆိုတော့တချမ်းကွေးသွားတယ်တချမ်းကအပေါ်သွားရောက်ခဲ့တယ်နောက်နောက်တချမ်းကဒီအင်ပေါ်မှာကျန်ခဲ့တယ်ပေါ့နော် legion ကပရိသတ်တို့ပြေးပြီးသားတဲ့အချိန်မှာပဲဆိုတော့သူကအောက်မှာသွားကြသွားတာအဲအောက်ကနေတကားပေါက်ကနေထွက်သွားတာခုံချတာမဟုတ်ဘူးနော် inside the airplane yeah and you managed to get into the ambulance. What did Prime Minister tell you? What was the conversation? Is it asking me anything? Okay, that's it. you feeling better now? Yes. Where your family? Where's your family? Again? Yes. Me and my brother staying in India last eight, maybe eight, nine months. Mm -hmm. And yesterday I was good. ဝင်းဒူလာတော့သူကသူ့နဲ့ကိုယ်နဲ့ပေါ့နော်သူ့မိသားစုတွေကတော့လန်ဒန်မှာရှိပါတယ်သူ့နဲ့သူ့ကိုယ်ကအင်ဂျာမှာဘလုံခဲ့တဲ့အ၈လပေါ့နော်အ၈လ9လနေထိုင်ခဲ့တယ်သူကပြန်သွားဖို့လုပ်နေအဲ့ဒီမှာကြသွားကျွန်တော်ပြမဒီတခုကသူလမ်းလျှောက်တော့စာပြမယ်ပေါ့နော်အေးဒါကသူလမ်းလျှောက်ပြီးတဲ့နောက်ပိုင်းမှာတော့သူအဲ့ဒီလေရင်ပေါ်ကနဲ့ထွက်ပြီးမှလမ်းလျှောက်တဲ့ပုံရိပ်ဗီဒီယိုတွေထွက်လာတယ်ပေါ့နော်ဒါကသူရဲ့ဗီဒီယိုအဲအမှချီ လုံးဝအေးဆေးပဲနော်သူသူ့ကိုလမ်းလျှောက်သွားတယ်အေးဆေးလမ်းလျှောက်တယ်လမ်းလျှောက်ပြီးမှအေးပိုပေါ့နော် ambulance မှာသွားပြီးမှနော်အမကုသခံခဲ့တယ်ပေါ့အဲကြည့်အဲကြည့်အချိပါအောင်နော်တရားဥက္ကမရေဒီ India India is something guy India is something you know တယောက်ယောက်ကလာပြီးမှလည်းအေးပိုကောသူ့ကိုလာပြီးမှဩဆေးသမားတွေကလာပြီးမှဘာရလုတ်ပေးတာဘူးသူ့ဘာသာအစ်စစ်လုတ်နေအဲ့တော့ကြားတွေကလူတွေကသူ့ကိုနှောက်ရက်သေးတယ်ကိုမေးဒီမေးလို့တည်တယ်အဲသူ့ဘောလာရောအဲ့လားနော် all right ကဲဒါက အိန္ဒိယရဲ့လေရင်ပြတ်ကျတဲ့အသက်ရှင်အသက်ရှင်နေတဲ့လူတယောက်ပဲပေါ့သူရဲ့ပဇက်သေးကလည်းထွက်တဲ့စကလုံးကူပါပရိသတ်တို့ယုံကြပါပေါ့နော်ဒေါ်ဂျာနေ Facebook တို့ TikTok တို့ကသတင်းမမှန်တဲ့ဟာတွေဂျင်းထဲတာတွေကိုတော်ပြီးမယုံနဲ့တော်ပြီးလဲအာအလင်းမခံနဲ့ပေါ့ကွာဒါကတူကူတိုင်းပြောနေတဲ့စစ်မှန်တဲ့သတင်းတွေပါပေါ့နော်ဆိုတော့ဒီလောက်နဲ့ပဲကျွန်တော်နားပြရစေပေါ့နော်အခုအစ္စရယ်နဲ့ယူရန်ရဲ့ရေကတော့နောက်ထပ် ထူးခြားမှုတွေရှိမယ်ဆိုတော့ညနေပိုင်းမှာညမှပဲကျွန်တော်တို့အချိန်နဲ့တပြင်းချင်းချက်ချင်းတရင်တရင်တွေ့ရဆိုတော့ချက်ချင်းကျွန်တော်ကလုံးဝမိနစ်ပိုင်းမကြအောင်ပြန်တင်ပေးဖို့ပဲပေါ့ကျွန်တော်ဒီဗီဒီယိုလေးတွေကိုသဘောကျမယ်ဆိုတော့ YouTube မှာပဲ subscribe လုပ်ပြီးမှပဲလာနေကြပါအောင်နော်ဆိုတော့ကျွန်တော်တို့ဒီလောက်နဲ့ပဲနားပြအစီနော် Thank you so much for watching beautiful people I love you guys take care God bless I'll see you